မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ကျအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အပြည့်အဝမထိ ंछ ုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာ အုပ်ချုပ်မှုလေယာဉ်နဲ့မဖြစ်ရေးဆောင်ရွက်နေရလို့ NUG ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အပြေအဝမထိန်ချုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာအုပ်ချုပ်မှုလေယာဉ်နဲ့မဖြစ်ရေးဆောင်ရွက်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအောက်တိုဘာလ16ရက်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးဘိုးကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ရင်လက်ရှိဆောင်ရွက်နေကြရတဲ့အပိုင်းနှစ်ခုရှိတယ်ဆိုတာအလုံးသိပေးတာဖြစ်ပါကြောင်းပထမတစ်ပိုင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်ထားတဲ့နေရာဒေသတွေမှာအုပ်ချုပ်ရေးအကောင့်ထဲပေါ်နေကြရတာနဲ့အပြေအဝမထိန်ချုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာလည်းအုပ်ချုပ်မှုလေယာဉ်နဲ့မဖြစ်အောင်ရဲဒုတိယအနေနဲ့ဆေးအုပ်စုရဲ့ညီမျိုးစုံနဲ့ဒုက္ခပေးမှုကြောင့် ဒုက္ခပေါင်းစုံခံစားနေရတဲ့ပြည်သူတွေကိုတအားသရွေ့ဝန်ဆောင်မှုအပိုင်းကနေစီမံဆောင်ရွက်နေကြရတဲ့ကဏ္ဍရဲ့ဖြစ်ပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။အခုဆိုရင်တာဝန်ရှိသူဝန်ကြီးတွေအတွင်းဝင်တွေမြို့နယ်တွေအထိ ကိုယ်တိုင်သွားပြီးလေ့လာကြတွေ့ဆုံကြတဲ့အခါမှာမျက်မြင်ကိုတွေ့တွေ့ကြုံလာရတာတွေလည်းရှိပါကြောင်း။ဒါကြောင့်အရှိကိုအရှိအတိုင်းမြင်ဖို့နဲ့လက်ခံနိုင်ကြဖို့ပထမအဆင့်လိုပါကြောင်းနဲ့ ဒါမှသာအရှိတရားတွေကိုအကောင်းဆုံးဘလို့ကြော်ဖြတ်ကြမလဲဆိုတာကိုဒုတိယအဆင့်စဉ်းစားလို့ရမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့အကြံဖက်ဆေးအုပ်စုကမတရားအနာသိမ်းပြီးနောက်လူ့ခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေကိုပါအသက်အန္တရာယ်ပြုတာနဲ့တပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့တာမကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ အကြပ်ဖက်ဆဲအုပ်စုကမတရားအနာသိမ်းပြီးနောက်မြန်မာနိုင်ငံအတွင်းမှာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုပါတပ်ဖြတ်အန္တရာယ်ပြုတာနဲ့တပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကအော်တိုဘာလ16ရက်ကုလသမဂ္ဂအထွေထွေညီလာခံလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်ကျေမှုရေးရာကော်မတီတတိယကော်မတီရဲ့လူ့ခွင့်ရေးကာကွယ်စောင့်ရှောက်သူများရဲ့အခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလမတရားစစ်အာဏာသိမ်းပြီးနောက်လူခွင့်ရေးကာကွယ်စောင့်ရှောက်သူများအနေနဲ့ဆေးအုပ်စုမှကျွလွန်တဲ့မတရားဖမ်းဆီးချုံနှောင်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းထိန်းသိမ်းခြင်းထိပါဆော်ကားခြင်းအသက်အန္တရာယ်ပြုခြင်းနဲ့တပ်ဖြတ်ခြင်းတို့ကိုရင်ဆိုင်နေရတယ်လို့အံမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါ့အပြင်အကြံဖတ်ဆေးအုပ်စုရဲ့စစ်ဆေးမြင့်မြင့်တဲ့စခန်းတွေမှာဥပဒေအထောက်ပံ့မရရှိဘဲဥပဒေမဲ့ဖမ်းဆီးချုံနှောင်ထားခြင်း တကားပိတ်စစ်စစ်မင်းမြတ်မှုများပြုလုပ်ခြင်းတို့ရှိတဲ့အပြင် အကြမ်းဖက်မှုတိုက်ဖြတ်ရေးခေါင်းစဉ်လိုပြင်းထန်တဲ့ဥပဒေများအောက်မှတရားမျှတမှုမရှိတဲ့စီရင်ချက်များချမှတ်ခြင်းအကျဉ်းထောင်များမှာအစားအစာရေနဲ့ဆေးဝါးကုသမှု အခြေခံခန်းစားခွင့်များတားဆီးခံရခြင်းအပါအဝင်မဆီလျော်စွာဆက်ဆံခံရခြင်းရေဖြစ်စဉ်များကြောင့်အသက်တည်ဆုံးမှုဖြစ်စဉ်များရှိခြင်းတို့မှာမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကြုံတွေ့နေရတဲ့ကံကြမ္မာတွေဖြစ်တယ်လို့လဲတာအမတ်ကြီးကစွန့်ရွေးပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အကြံဖက်ဆဲအုပ်စုအနေနဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုဖမ်းဝရမ်းတွေထုတ်ပြန်ထားတာကြောင့်ဝရမ်းထုတ်ခံထားရတဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဟာ ပုန်းရှောင်နေရတာဒါမှမဟုတ်နိုင်ငံပြည်ပကိုထွက်ခွာပြီးတော့ဂျင်းနဲ့ကြက်ထဲမှာလှုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။အကြံဖက်ဆဲအုပ်စုကတော့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေတင်မကပဲ ၎င်းတို့ရဲ့မိသားစုဝင်တွေကိုပါမှားယွင်းစွာဆွဆွဲတာတရားခွင်မှာမမျှမတမင်းမြန်းနာနဲ့မှန်ကန်မှုမရှိတဲ့တရားစီရင်မှုတွေနဲ့တရားလက်လွတ်အစီအမံမှုတွေကိုပြုလုပ်နေတယ်လို့လည်းတပ်အမတ်ကြီးကပြောကြားခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုကမတရားအာဏာလုယူဖို့စ조사ခဲ့တဲ့56လတာအတွင်းမှာပြည်သူ8300ကျော်ကိုတပ်ဖြတ်ခဲ့တယ်လို့ပြည်သူ2900ကျော်ကိုဥပဒေမဲ့ဖမ်းဆီးချုံနောက်ခဲ့တယ်ဆိုတာနဲ့ ။တပ်ဖြတ်ခံရသူတွေထဲမှာအမျိုးသမီး25ရာခိုင်နှုန်းရှိပြီးတော့ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီး20ရာခိုင်နှုန်းပါဝင်တယ်လို့လည်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြဖတ်စစ်တပ်ကမိုးမိတ်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်စစ်တပ်ကမိုးမိတ်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အော်တိုဝါလာ16ရက်ညနေ6:20မိနစ်မှာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့တရားနယ်ကအော်တိုဘားလ18ရက်မှာအတိအသေးထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကမုံမိတ်မြို့တောင်ပိုင်းရပ်ကွက်ကို Jet Fighter နဲ့ပေါင်900ဘုံတစ်လုံးနဲ့ပေါင်250ဘုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုကြောင့်အသက်50အရွယ်ဒေါအောင်ရွှေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေနှလုံးနဲ့ကားတစ်စီးထိမှန်ပျက်စီးခဲ့ရတယ်လို့တရားနယ်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကအော်တိုဘားလ10ရက်မှာ မိုးမိတ်မြို့နယ်အောင်မြေရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ပေါင်250ဘုံးနှလုံးနဲ့ရော့ကတ်6လုံးနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တရားနယ်လေကတော့ပြည်သူတွေအနေနဲ့ Jet စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရေးအတွက်စစ်ရေးသတိအမြဲရှိဖို့လိုအပ်တယ်ဆိုတာနဲ့လေချောင်းရံကာကွယ်နိုင်ရေးအတွက်လည်းလေချောင်းရံကာကွယ်ရေးဆိုင်ရာနှိမ့်လန့်တွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့အသိပေးထားပါတယ်ရှင်။အကြပ်ဖက်စစ်တပ်ကတောင်းအပြည့်တွင်သာမကတိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှတိုက်ခိုက်သိမ်းပတ်ရရှိခဲ့သောနေရာတွေကို လူလက်နက်ကြီး drone လေကြောင်းတိုက်ခိုက်မှုပေါင်းစုံအသုံးပြုပြီးအပြစ်မဲ့ပြည်သူတွေကိုဆေးရဆွတ်မှုကျူးလွန်နေရပါရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြဖတ်ဆေးအုပ်စုကြောင့်ပြီးခဲ့တဲ့ရက်တရပတ်အတွင်းရဲသားပြည်သူ55ဦးခန့်အထိတည်ဆုံးခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။အကြဖတ်ဆေးအုပ်စုကြောင့်ပြီးခဲ့တဲ့ရက်တရပတ်အတွင်းမှာ ရသားဖြစ်သူ55ဦးခန့်အထိတည်ဆောင်းခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရက်ဆောင်ရှောက်ရေးတင် AAPP ကဖော်ပြထားပါတယ်။အထူးရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန်စည်ရဲတိုးမြင့်လာနေတဲ့အကြဖက်ဆဲအဆူရဲ့ပြည်သူလူထုပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုများမှာအချိန်ဟုန်တိုးမြင့်လျက်ရှိရာပြီးခဲ့တဲ့သတင်းပတ်အတွင်းတိုက်ခိုက်မှုများကြောင့်ရသားဖြစ်သူ55ဦးခန့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ AAPP ကဖော်ပြခဲ့ပါတယ်။အကြဖက်ဆဲအဆူကအော်တိုဘလ9ရက်မှာရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မန်ဟုံးကျွော်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင်စုစုပေါင်း၁၀ဦးသေဆုံးခဲ့ပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်ထင်းချောင်းကျေးရွာရှိစာတင်ကျောင်းကိုလည်းအကြမ်းဖက်ဆဲဦးစုကအော်တိုဝါလာ၈ရက်မှာလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသား၄ဦးသေဆုံးခဲ့ရပါတယ်။အော်တိုဝါလာ၉ရက်မှာလည်းအကြမ်းဖက်စစ်တပ်ကမွန်ပြည်နယ်ဗီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် ပြည်သူ၅ဦးသေဆုံးခဲ့ရပါတယ်။အဲဒီနေ့မှာပဲရှမ်းပြည်နယ်မိုးမိန်မြို့နယ် ဝဲပေါင်ကျေးရွာကိုလေကြောင်းတိုက်ခတ်ရာပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကတရနယ်လေးစုံမိုးထိတ်ချုပ်နေမြေတွေဖြစ်တဲ့မိုင်းလုံမြို့နယ်နန်းဆန်မြို့နယ်တွေအတွင်းမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လှုပ်ဆောင်နေရပါရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အော်တိုဘာလပထမပတ်အတွင်းအကြမ်းဖက်စစ်အုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ အော်တိုဘာလပထမပတ်အတွင်းဂျပန်ဆဲအုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိပြီးစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့လို့ပြည်သူ့ပန်းနိုင်ကအော်တိုဘာလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲတပ်ဦးတို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးနဲ့10ဦးမှာအာရမစစ်မှုရန်တပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်မှာ2ဦး၊ပဲခူးတိုင်းမှာ2ဦး၊ရန်ကုန်တိုင်းက2ဦး တနင်္သာရီတိုင်းမှာ3ဦး၊ကရင်ပြည်နယ်မှာ3ဦး၊ကရင်ပြည်နယ်မှာ3ဦးလို့ဖြစ်ပြီးမကွေးတိုင်းမှာရဲတပ်သား2ဦးလို့ပပြောင်းခုလုံခဲ့တာပါ။စစ်သုံးပန်းအဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား32ဦးနဲ့ပြည်သူစစ်9ဦးလို့ဖြစ်ပါတယ်။စစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအာမစစ်မှုထမ်းတပ်သားများဖြစ်တယ်လို့ပြောပါရယ်။တိုက်ပွဲအတွင်းဖမ်းဆီးရမိတာကတော့မကွေးတိုင်းမှာစစ်သား28ဦး၊စကိုင်းတိုင်းမှာ4ဦးလို့ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ပြည်သူစစ်5ဦးကတော့စကိုင်းတိုင်းမှာ9ဦးနဲ့မန္တလေးတိုင်းမှာ2ဦးလို့ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာပထမပတ်အထိအကြံဖတ်စစ်အုပ်စုဘက်မှအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်သုံးဘန်းစုစုပေါင်း2186ဦးထိရှိပြီလို့ပြည်သူ့ဗန်းနိုင်ကထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကျန်းဖက်ဆေအိုဆုလောက်ခံ စကိုင်းတက်မ33ကတက်သားတူတလိုင်းတက်ဖွဲ့တံလက်နက်မဲ့အလင်းဝင်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အကြံဖက်ဆဲအုပ်စုလောက်ခံစကိုင်းတက်မ33ကတက်သားတူတော်လိုင်းတက်ဖွဲ့ထံနနက်မဲ့အလင်းဝင်လာတယ်လို့ယူနီကွန်းပြောက်ကြားတက်ဖွဲ့ကအော်တိုဘာလ17ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘာလ10ရက်ကစကိုင်းတက်မ33မှတက်သားတဦးဟာယူနီကွန်းပြောက်ကြားတက်ဖွဲ့ထံအလင်းဝင်ရောက်ရန်ဆက်သွယ်လာလို့စကိုင်းမြို့တနေရာမှာတွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး မိသားစုထံပို့ဆောင်ပေးခဲ့ရလို့အသိပေးထားပါတယ်။အဲ့ဒီလေးဝင်တပ်သားဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကမန္တလေးမြို့ပေါ်အကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲခံခဲ့ရပြီးနောက်တောင်တွင်းကြီးတို့ပို့ဆောင်ခံခဲ့ရပါတယ်။အဲ့ဒီနောက်စက်တင်ဘာလ12ရက်မှာစကိုင်းတမ33တို့ပို့ဆောင်ခံခဲ့ရကအော်တိုဘာလ10ရက်နေ့မှာတော့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံဆက်သွယ်ရေးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံ လက်ရှိအချိန်ထိအလင်းဝင်လာသူစုစုပေါင်း9ဦးရှိပြီဖြစ်က3ဦးမှာယူနီကွန်းဖျောက်ကြားတပ်ဖွဲ့နဲ့အတူဆီယနာရှင်ကိုပြန်လည်ခုခံတွန်းလှန်နေကြပြီးနှစ်ဦးကိုတော့မိသားစုထံပြန်လည်အနှံပေးခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ဒိုက်ဦးထောက်မှာနိုင်ငံရေးကျင်းသား16ဦးကိုမတရားတိုက်ပစ်ပြီးထောက်ခတ်ထားတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းဒိုက်ကူးမြို့နယ်အကျန်းဖက်စေအုပ်စုရဲ့ဒိုက်ဦးအချင်းထောက်မှာ မြေသိပြစ်မှုမှကျူးလွန်ခြင်းမရှိဘဲနိုင်ငံရေးကျင်းသား16ဦးကိုထောင်အနာပိုင်များကမတရားတိုက်ပိတ်ခါထောက်ခတ်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။အကြဖက်ဆေးဥစုလောက်ခံထောင်အနာပိုင်တွေကအော်တိုဘာလ2ရက်မှာနိုင်ငံရေးကျင်းသား16ဦးကို9ရောက်တစုနှုံလူစုခွဲပြီးပြစ်ဒဏ်တိုက်ခန်းတွေထဲထဲကခြေချင်းတောက်တွေပါခတ်ခဲ့တာပါ။နိုင်ငံရေးကျင်းသားတအူးကအခြားရာဇဝတ်အကျဉ်းသားတွေရဲ့ဝိုင်းဝန်းထိုးချိတ်မှုကိုအေးအေးယူပေးရန် ထောက်မှုအဆောင်မှုကိုတင်ပြခဲ့တဲ့အတွက်တိုက်ပိတ်ခဲ့တာလို့ PPNM ကပြောပါတယ်။အဆိုပါဖြစ်စဉ်မှာအကြမ်းဖက်ထောင်အာဏာပိုင်တွေဘက်ကနိုင်ငံရေးကျင်းသားများလူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တိုက်ပိတ်ပစ်ပေးခဲ့တာပါ။တိုက်ပိတ်ခံရရစေနိုင်ငံရေးကျင်းသားတွေကညံလင်းနိုင်တဲဥပိုင်ခံညာသူကိုလင်းကျော်လင်းမောင်ဇော်မျိုးရှန်လင်းမင်းနိုင်ထွန်းခေါ်ကျက်ဖကြီးကျော်သူရဝင်းခေါ်ကျော်ကြီး ်စော်မင်းထိုက်မျိုးကြီးစော်ကြီးစင်မျိုးထိုက်ထက်လင်းစင်ကိုဖြိုးအကာမင်းနဲ့ဖူးတီတို့ဖြစ်ပါတယ်အဆိုပါတိုက်ပိတ်ခံနိုင်ရသူတွေရဲ့နောက်ဆက်တွဲကိစ္စရများအပေါ်တိုက်ဦးထောင်အနာပိုင်တွင်နဲ့အခြေဦးစီအရာရှိများမှအထူးတာဝန်ယူကြရမှာဖြစ်တယ်လို့ပြောပါတယ်တိုက်ဦးချင်းထောင်မှာနိုင်ငံရေးကျင်းသားတွေကိုသာမကနိုင်ငံရေးကျင်းသူတွေကိုလည်းဖိနှိပ်တာတွေရှိရလို့အသိပေးထားပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လ 22ရက်နဲ့23ရက်တွေမှာနိုင်ငံရေးကျင်းသူ၈ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲအာရမအင်အားသုံးခေါ်ဆောင်ပြီးအမျိုးသားအဆောင်တိုက်ဝန်းအတွင်းမတရားတိုက်ပိတ်ကပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ပဲခူးတိုင်းဒိုက်ဦးအချင်းထောင်ဟာနိုင်ငံရေးကျင်းသားများပေါ်ဖိနှိပ်မှုအများဆုံး1005ခုထဲမှာတစ်ခုအပါအဝင် ဖြစ်တယ်လို့ PPNM ကပြောပါတယ်။ အကျန်းဖတ်စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်မှစပြီးအကျဉ်းထောင်များဟာနိုင်ငံရေးကျင်းသားများကိုဥတီဖိနှိပ်တဲ့ဖိနှိပ်ရေးရန်နေရာအဖြစ်ပုံမလုံးဆောင်လာခဲ့ပြီးနိုင်ငံရေးကျင်းသားများကိုတပ်ဖြတ်ခြင်းနဲ့ကျမ်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမပေးခြင်းကြောင့်နိုင်ငံရေးကျင်းသားများအားတေဆုံးအောင်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။နိုင်ငံရေးကျင်းသားတွေကိုနှီးမျိုးစုံနဲ့အကြောင်းပြပြီးညှဉ်းပန်းနှိပ်စက်ခြင်းမတရားရိုက်နှက်ခြင်းခြေချင်းတိုက်ခတ်တိုက်ပိတ်ခြင်း မိသားစုနဲ့ဝေးတဲ့ထောင်တွေကို ထောင်ပြောင်းဖို့ကဆက်လက်ဖိနှိပ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆရာတင်ဆက်ပေးမဲ့သတင်းကတော့ကောလင်းမြို့နယ်အတွင်းမှာကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံကိုပြူစောထီတွေကဖမ်းဆီးပြီးအမျိုးသမီးကို အာရမပြုကျင့်တပ်ဖြတ်ခဲ့တယ်လို့လက်ဝဲယန္တနာတွေနဲ့ပစ္စည်းတွေရေဆောင်သွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ရွှေဘုံမြကြီးနားလမ်းပိုင်းပေါ်ရှိစပယ်နတ်တာပြူစောထီအထိုင်စခန်းရဲ့ပြူစောထီတွေက ကထိန်ခင်းမို့သွားတဲ့ခီးသွားစတိမောင်နှံကိုဖမ်းဆီးပြီးစနေဖြစ်သူကိုအရမပြုကျင့်တက်ဖြတ်ကစုစုပေါင်းရွှေ၃ချက်သာငွေသား9သိန်းဖုံးသုံးလုံးနဲ့ဆိုင်ငယ်တစည်းယူဆောင်သွားတယ်လို့ကမ်ပလိုခရံအမှတ်3 PDF တရင်ကသိရပါဗျ။အော်တိုဘာလ16ရက်မနက်9:00နာရီခန့်မှာကောလင်းမြို့နယ်ညောင်ကုန်းကြီးရွာမှာဒဇယ်နယ်ဘက်ကိုကထိန်ခင်းရံသွားတဲ့ဥကြုံမြို့ မအေးမာဦးတို့ဇနီးမောင်နှံနှစ်ဦးကိုဖမ်းဆီးပြီးဆွဲသီးပါရွှေဆွဲကြိုးနှစ်ကုန်တချက်သားရွှေအခဲတခဲနဂတ်တရံလက်ကောက်တခွင်စုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသား9သိန်းဖုံ3လုံးစံကယ်တစည်းယူဆောင်ပြီးမအေးမာဦးဟာအရမပြုကျင့်တက်ဖြတ်လိုက်ကြတယ်လို့ဆိုပါရယ်ကမ္ဘလူခရအမှတ်3 PDF တရင်ထံထွက်ပြေးလွတ်မြောက်လာတဲ့ခင်မုန်းတဲ့ဥကြုံမျိုးခေါ်ဥစဉ်ပြုံးက တမလို့အမှတ်3 PDF တရင်ထောက်လိုက်တာဝန်ခံတဲ့ပြောပြခဲ့တာဖြစ်ပါတယ်။ဒါပြင်အော်တဝါလ73ရက်မှာလဲရွှေဘုံမှတနိုင်းဘက်ကိုတက်လာတဲ့အန်စာတုံးကားတစီးပေါ်မှာလူငယ်၉ဦးကိုအဆိုပါစပယ်နဲ့တာပြူစောတီစခန်းမှာမတရားပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒါကြောင့်ခီးသွွားပြည်သူတွေခီးသွွားလာတဲ့အခါအကြံဖတ်ဆဲအုပ်စုတပ်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြဖို့ကံဘလူခရိုင် အမှတ်3 PDF တရင်ကအသိပေးထုတ်ပြန်ခဲ့ပါရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့လက်ပန်းတိုက်ပွဲမှာအကြံဖတ်ဆဲအုပ်စုက15ဦးတေပြီး12ဦးကိုစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိတယ်လို့လက်နက်တွေတင်စီရရှိခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ဘကိုးတိုင်းလက်ပန်းမြို့နယ် တရချောင်းကြည်ရဘက်ကိုမီရှုဖြက်စီးဖို့စစ်ကြောင်းထုတ်လာတဲ့အကြံဖက်စစ်အုပ်စုကိုဂျာဖြတ်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်တပ်က15ဦးသေဆုံးပြီးစစ်သုံးပန်း12ဦးဖမ်းဆီးရမိခဲ့တယ်လို့လက်နက်တွေတင်စီရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းလက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်သုံးပန်းပစ္စည်းများစွာကိုလည်းတင်စီရရှိခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေအထူးကိမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၄စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဖြူဟာ၂၂ကုတ်ကဲမှုဖြင့်အမှတ်383နှင့်တည်ရင် အမှတ်383တည်ရင်ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘားလ15ရက်မနက်7:00နာရီအချိန်မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာပါရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံလူကြီးရဲ့30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေရတယ်လို့တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံလူဦးရေ30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေကြရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အတမ်းမကြီးဦးကျော်မိုးထွန်းကအော်တိုဝါလာ15ရက် အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနဲ့ဗဏ္ဍာရေးဆိုင်ရာကော်မတီဒုတိယကော်မတီရဲ့အစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။စုစုပေါင်းလူဦးရေ30ရာခိုင်နှုန်းကပြင်းထန်သောစားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေကြရကြောင်း။ဝန်ထဲဆရာကောင်းတီမှာမြန်မာနိုင်ငံကတန်ရန်ဇာတ်ကျော်ဝါတော်လဲစားနပ်ရိက္ခာမဖူလုံမှုပြင်းထန်စွာခံစားနေရတဲ့အစည်းအဝေးမှာကမ္ဘာ့အဆင့်9နေရာမှာရပ်တည်နေရကြောင်းလို့တာမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါအပြင်ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ တရားဝင်အလောက်ကင်အခွင့်အလမ်းတွေကြာစင်တာကျွမ်းကျင်လုပ်သားတွေပြည်ပကိုထွက်ခွာသွားတာလူဆောင်အားရင်းမြစ်တွေယွန်နေလာတာပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပြတ်တောက်လာတာအစရှိရာတွေကမြန်မာနိုင်ငံရဲ့စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆွေးနွေးနှံပါမှုရှော့ချရေးအလားအလာတွေကိုချိန်ချောင်းနေမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးနှံပါမှုပပျောက်ရေးနဲ့စားနပ်ရိက္ခာပူလုံရေးတို့ကိုရရှိရန်အတွက် ငင်းကြရင်နဲ့တည်ငြိမ်ရေးကမရှိမဖြစ်လိုအပ်ချက်တွေဖြစ်တယ်လို့လဲတာအမတ်ကြီးကအတိပေးပြောကြားခဲ့ပါတယ်။အကြံဖတ်ဆေးဥစုကစီစဉ်နေတဲ့အတူအောင်လိန်ညာရွေးကောက်ပွဲကနိုင်ငံအတွင်းအကြံဖတ်မှုတွေနဲ့မတည်ငြိမ်မှုတွေကိုသာဆက်လက်ဖြစ်ပေါ်စေပြီးအထူးကိလွယ်ဆုံးပြည်သူတွေကြားမှာစည်ရဲနွမ်းပါမှုနဲ့စားနပ်ရိက္ခာမဖူလုံမှုတွေကိုပုံမှုဆိုးရစေမှာဖြစ်တယ်လို့လဲထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့အကြံဖတ်ဆေးဥစုရဲ့လိန်လယ်လှည့်ဖြားတဲ့လုပ်ငန်းစဉ်ကိုပယ်ချပြီး ဆရာနာရှင်စနစ်ကိုအဆုံးသတ်ကအားလုံးအတွက်ညဉ့်ဉန်းတာယာဝါပြောရေးကိုစောင့်ကျင်းပေးမယ်။ Federal Democracy ပြောင်းစုတည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးရန်အတွက်လည်းတာအမတ်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ချေစွတ်တင်ပါတယ်ရှင်။